တပေါ်လေးလည်းကောင်းပြီးရုပ်ကလေးကလည်းချော်ပြီးအန်တာတိန်မန့်ပေးမယ်ဖိုးဝါလေးလာပါပြီအားလုံးပဲမင်္ဂလာပါဖိုးဝါ reaction channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမှာကတော့ online ပေါ်မှာပွဲစုနေတဲ့ချက်ချက်ရဲ့ကိစ္စလေးကိုဒါကျွန်တော်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အားလုံးပဲ channel တူတူကြည့်ရှုလိုက်ကြရအောင်အစောတော့ချမ်းချမ်းကသူကလိန်ကုံကူးလွယ်သုံးသားလုပ်တဲ့ high guy star កောင်းကြီးနဲ့ချမ်းချမ်းနဲ့ဘလို့ဆက်သွယ်ရှိလို့တော့မသိဘူး အဲ့မှာ email လေးတစ်စောင်ထဲမှာပါလာတော့ဗောနော်အဲ့ email တစ်စောင်ထဲမှာပါတဲ့စကားလုံးလေးကျွန်တော်ဖတ်ပြမယ်ဘာလဲဆိုတော့အဲ့ထက်မှာချမ်းချမ်းဆိုတဲ့ဟိုဟာနဲ့ email တစ်စောင်ထဲမှာချမ်းချမ်းဆိုတဲ့အမည်ပါတယ်ဆိုတော့ပြောချင်တာအစိုးရဆိုတာပါတယ်ချမ်းချမ်းဆိုတာပါတယ်ဆိုတော့အစိုးရချမ်းချမ်းပေါ့ဗျာရှင်းနေတာပဲအဲ့တော့အဲ့တော့ပို့တဲ့လူတွေသူတို့နှစ်ယောက်ကြားပါတယ်ဆိုတော့သူကလိန်ကုန်ကူးတဲ့လူတွေလိန်ကုန်ကူးတဲ့လူတွေနှစ်ယောက်ကတည်းပြန်လာ email ပို့ရတဲ့အချိန်မှာမြန်မာကအစိုးရတယောက်ပါတယ်လှတယ်နော်ပါတယ်ပြီးတော့ပို့တဲ့လူကချမ်းချမ်းဆိုတာပြောတယ်ဆိုတော့အဲ့လူပြောချင်တာအဲ့တော့အဲ့ဒါကိုကြည့်ချင်းအပြင်ချမ်းချမ်းက ီလိန်ကုန်ကူးရဲ့သူတွေနဲ့ညှိပြီးတော့အမေရိကန်မှာဘာသာလုပ်ဖို့ရှိလို့လဲဒီနေ့နောက်တစ်ခုကကျွန်တော်တို့ဟိုချမ်းချမ်းကိစ္စလည်းဒီနေ့စိတ်ဝင်စားဖို့ရအကောင်းအောင်ထွက်လာတဲ့တရင်တစ်ခုရှိရဗျအဲ့ဒါကျွန်တော်လည်းစိတ်ဝင်စားသွားတယ်ချမ်းချမ်းဆိုတာအစိုးရချမ်းချမ်းပြောတာနော်အစိုးရချမ်းချမ်းဟိုဘာမဆိုင်ညာမဆိုင်အမှုပညာကိစ္စကြီးဂျားလေးညက်ပါလာလို့ဆိုထင်ပါဆိုလို့အစိုးရချမ်းချမ်းကသူကလိန်ကုန်ကူးလူလွဲသုံးစားလုပ်တဲ့ high guy star ကောင်တွေနဲ့ချမ်းချမ်းနဲ့ဘလို့ဆက်သွယ်ရှိလို့တော့မသိဘူးအဲ့ဒီမှာ email လေးတစ်စောင်ထဲမှာပါလာတာပေါ့နော်အဲ့ email တစ်စောင်ထဲမှာပါတဲ့စကားလုံးလေးကျွန်တော်ဖတ်ပြမယ်အရင်ဖတ်ပြမယ်ဘာလို့ဆိုတော့ နော်2013ခုနှစ်ဇန်နဝါရီ1ရက်စွဲနဲ့ရက်စွဲနဲ့တဲ့ယန်ယန်လက်ဘရန်ဆဲယန်လက်ဘရန်ဆဲဆိုတဲ့ပုဂ္ဂိုလ်ဟာတဲ့ abstains ဆိုတဲ့ပုဂ္ဂိုလ်စီကိုအီးမေးပို့တယ်နော်ဘာလဲဆိုတော့အဲ့ထက်မှာချမ်းချမ်းဆိုတဲ့ဟိုဟာနဲ့အီးမေးတော်နဲ့မှာချမ်းချမ်းဆိုတဲ့အမည်ပါတယ်အဲ့မှာဘာလဲဆိုတော့ပို့တဲ့စာကအီးမေးတဲ့ဘိုင်ဘီလို့ဆိုတော့တဲ့မြန်မာမိန်းကလေးရဲ့ဓာတ်ပုံကမင်းစီကိုပို့လိုက်မယ်သူကတိတ်လှတယ်တဲ့မြန်မာမှာသူနာမည်ကြီးအစိုးရပေါ်တဲ့ငါသူ့ကိုအမေရိကန်စီကိုခေါ်လာခဲ့မယ် အိုဘားမားမြန်မာကိုသွားမယ်ချမ်းချမ်းအမေရိကကိုလာမယ်ငါမှကြော်ညာဖို့အသက်ဆန်းတရင်ကောင်းတစ်ခုရှိတယ်ထင်တယ်ဆိုပြီးတော့အီးမေးလ်ရေးထားတယ်တဲ့ဆိုတော့ပြောချင်တာအစိုးရဆိုတာပါတယ်ချမ်းချမ်းဆိုတာပါတယ်ဆိုတော့အစိုးရချမ်းချမ်းပေါ့ဗျာရှင်းနေတာပဲအဲ့တော့အဲ့တော့ပိုးတဲ့လူတွေတို့တို့နှစ်ယောက်ကြားပါတယ်ဆိုတော့တို့ကလိန်ကုန်ကူးတဲ့လူတွေလိန်ကုန်ကူးတဲ့လူတွေနှစ်ယောက်ကတပြန်လဲအီးမေးလ်ပို့တဲ့ထက်မှာမြန်မာကအစိုးရတယောက်ပါတယ်လှတယ်နော်ပါတယ်ပြီးတော့ပို့တဲ့လူကချမ်းချမ်းဆိုတာပြောတယ်ဆိုတော့အဲ့လူပြောချင်တာအဲ့တော့အဲ့ဒါကိုကြည့်ချင်းအပြင်ချမ်းချမ်းကဒီလိန်ကုန်ကူးတဲ့သူတွေနဲ့ညှိပြီးတော့အမေရိကမှာဘာသာလုပ်ဖို့ရှိလို့လဲ တရင်တစ်ခုမှာပေါ့နော်သူတို့ပါလာတယ်ပေါ့အမနာမည်နဲ့ email ဆိုရအဲ့ဒါမျိုးပဲအမတည်လိုက်တာအဲ့လိုပေါ့လာပြောချတာပေါ့ဟိုအဲ့ဒါတကယ်လားအမအဲ့လိုစရင်နဲ့ပါတယ်ဆိုတာမျိုးဘယ်လိုပတ်သက်မှုရှိလဲဆိုတော့အမရဲ့တွေ့ကြုံဖြည့်ပြီးဖို့အမမဝင်လေးဘူးဘာဖြစ်လို့လဲဆိုတာအမမှာဖုံးကွယ်စရာလည်းမရှိဘူးလေကိုကမကောင်းတာလုပ်ခဲ့တာလည်းမဟုတ်တဲ့အတွက်ကြောင့်သူတို့ရဲ့ပတ်သက်ဆက်နွယ်မှုကိုပြောပါဆိုရင်တော့အမတည်ရတိုင်းမှဖြည့်ပေးရုံပါပဲအမမရရဆိုလို့ရှိရင်တော့အမရဲ့အဖေကသူကအဲ့လိုအင်္ဂလိပ်ဆရာဆရာပေါ့နော်သူကနိုင်ငံသားအကြောင်းသားတွေကိုစာသင်တာပေါ့နော်အဲ့တော့သူတို့ရဲ့အဲ့ဒီဟို တို့ကလေးတွေပဲပြောရမှာပေါ့တို့ရဲ့အိမ်မှာရှိနေဆိုအမလည်းတို့ရဲ့ဟိုဆက်ဆက်မှုတော့တိတ်ချတော့မသိဘူးအချမ်းပရက်ကျူရှင်တင်ရတဲ့အခါကျတော့အမလိုက်သွားအဲ့ချိန်မှာအမ modeling ရဲ့လုပ်နေတဲ့အခါကျတော့ကိုဒါ opportunity တခုပေါ့နော်သူကလာကန်းလန်းတာအဖေစသွားတင်လိုက်လာတော့သူကတွေ့တော့မင်းကိုလည်းစိတ်ဝင်စားတယ်မင်းပုံစံကဒီပြင်သစ်က agency တော်တော်များများမင်းပုံစံကိုကြိုက်တယ်ပေါ့နော်ဟိုနိုင်ငံခြားက agency ဆိုလို့ရှိရင်မင်းပုံစံအောင်ဆိုအလူရက်ခေါ်မှာတဲ့အဲ့တော့ကျငါမင်းကိုပေါ့နော်ဘဝချိန်ပေးမယ်ပေါ့အဲ့တော့ကတော့အမကလည်း modeling လုပ်နေတာ model လုပ်နေတာ agency ပေါင်းများစွာနဲ့ပြီးတော့ freelance ဖြစ်တဲ့အတွက်ကြောင့် तू ကအမအမေးဘူးတဲ့မေးစာချုပ်တူပဲချုပ်ထားတာရှိလားစိတ်ဝင်စားလားဆိုတော့အော်ကိုလည်းအဲ့ချိန်မှာကွာဟို LL magazine တို့အဲ့လိုမျိုးပေါ့နော်ဟို clearance တို့ဘာတို့ကအများကြီးရှိရလေအဲ့လိုမျိုးတွေ तू ကအပ်ပေးမယ်ဆိုတဲ့အခါကျတော့ကိုကလည်းအဲ့ချိန်မှာ model career က modeling နဲ့အဆူကိုရွေးချယ်ထားတာဆိုတော့ကိုယ့်ရဲ့ ကရီယာပွင့်ချင်နေပေါ့နော်သွားချင်နေပေါ့သွားချင်နေဆိုတော့ဟုတ်ကဲ့လုပ်မယ်ပေါ့နော်ရိုက်မယ်ဆိုပြီးတော့အမအကို तू ကငါနင့်ကိုပေါ့နော်ငါရဲ့အဝိစာလဲခန်းနဲ့ခေါ်သွားမယ်ဆိုပြီးတော့မှအဲ့အမျိုးသမီးအမကိုခေါ်သွားပြီးတော့အဲ့လိုဆွဲချိုးတွေပေါ့ရှူတင်အတွက်ရိုက်တော့မယ့်ဟာတွေ तू ပြရတယ်ဖိုတိုအတွက်ကိုပေါ့နော်မိတ်ကက်စီယာတွေနဲ့အမတို့ရွှေရွှေတခုံတို့ပြီးတော့အဲ့အဲ့ဒီဟိုဗာလဲကဘာအေးဖျားလန်းလေအဲအမတို့ဟိုရှူတင်တွေတဲကြတယ်ပြီးတော့အဲ့မှာနောက်တစ်ရက်လာအဲ့ညက်နေလာတော့မဟုတ်လေတိတ်မမှတ်မိတော့ဘူးလေနှစ်တရားကြာတော့လေ အဲ့သူကစတူဒီယိုတစ်ခုတော့ငှားလိုက်တယ်ဒီတစ်ခါကဘာရရမှာလဲဆိုတော့သူကအင်ဂျင်မပါဘူးတဲ့အဲ့လိုအင်ဂျင်မပါဘဲနဲ့ရရမယ်ဆိုတော့အမကစဉ်းစားပါတော့အင်ဂျင်မပါတော့ဟိုဟို ဘာအတွက်ပေါ့နော်ဟို model agency မှာအဲ့လိုအင်ဂျီမပါတာကြီးခြိုက်လားပေါ့နော်သူ့မီးတော့သူကဟုတ်တယ်တဲ့ဟိုဒီနိုင်ငံရဲ့ culture နဲ့ဟိုဘက်နိုင်ငံ culture နဲ့ကမတူဘူးပေါ့ပြီးတော့သူတို့ကကြတော့အဲ့လိုမျိုးအနာအဆာရှိသလားအသားရည်မှာပြီးရခါကျတော့ဟိုဟိုရင် site ဘလောက်ရှိလဲပေါ့နော်တကယ်တင်အတုတွေထည့်ထားလားရင်အတုတွေထည့်ထားလားပေါ့နော်အဲ့လိုစစ်တယ်တဲ့ဆိုအမလည်းအဲ့တုန်းကနားမလဲဘူးကွာတိလားသူတို့စီးမြင်နေအမနားမလဲဘူး နားမလည်တဲ့အခါကျတော့အော်အဲ့ဒါဆိုလို့ရှိရင်ကျမကတော့ဟိုဒီမြန်မာပြည်မှာကျတော့အဲ့လိုမျိုးတွေခြိုက်တာကျတော့အဆင်မပြေဘူးလို့မိဘတွေကအသိပေးရမယ်လို့ပြောလိုက်တဲ့အခါကျတော့ तू က body part စီကိုမပြဘဲနဲ့မှခြိုက်မယ်လေးဆိုပြီးတော့မှအဲ့လိုမျိုး तू ကပြောတဲ့အခါကျတော့အမားတို့လက်ခံခဲ့တယ်ပေါ့နော်ပြောငါတို့ဓာတ်တွေတွက်ကို passport တွေဘာတွေလဲလောက်ရမယ်ပေါ့ပြီးတော့နေရမိဘခွင့်ပြုချက်လဲငါတို့တောင်းရမယ်ပေါ့နော်ကျမတယောက်တည်းသွားရမှာလားလို့ဟို မိဘတွေဘာမပါဘူးလားညီကောင်မှမခေါ်လို့မရဘူးလားဆိုမရဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့ပေါ့နော်ဟို agency ရောက်လို့ရှိရင်ညလိုပဲစ조사နေရဲ main ကလေးတွေရှိရဲပေါ့အပြိုင်ဆိုင်ပေါ့နော်ပြီးတော့ကိုယ့်ဘာသာကိုယ်ပဲအဒီဟိုအလောက်ကိုလောက်ပြီးတော့မှရားလည်းပတ်စံလည်းမိဘပြန်ထောက်ပံ့ကြတာတဲ့ဟိုမလွယ်ဘူးပေါ့နော်နိုင်ငံတိုင်းတစ်ပါးမှာအလောက်လောက်ရတာတဲ့အဲ့လိုပြောတော့ ညီမလည်းပထမအဖေတို့အမေတို့ကိုပြောပြတဲ့ခါကျအဖေတို့အမေတို့ကလည်းစိတ်ပူတာပေါ့နော်ညီမအမအငယ်ဆုံးကိုသားသမီးတဲမှာအငယ်ဆုံးဆိုတော့တမီးရဲ့မတော်နဲ့ပေါ့နော်ညီမနိုင်ငံမှာလည်းကိုယ့်ကရီယာလေးရှိနေပြီးပြီးရတဲ့ခါကျနိုင်ငံသားဆိုတော့လည်းအမေတို့မြင်ရတာမဟုတ်ဘူးပေါ့ပြီးတော့ဟိုဟိုမာကတိမလား modeling ဆိုပေမဲ့လည်းဟို ဘယ်လိုပြောမလဲစေးသုံးဘာသုံးညာသုံးနဲ့ပြက်စီးသွားနိုင်တယ်ပေါ့နော်လူတကာဆွဲပြီးတော့ပြက်စီးသွားနိုင်တယ်တဲ့အမေတည်းကတော့မသွားစေချင်ဘူးတဲ့အဖေကလည်းပြောတယ်ပေါ့နော်အဖေလည်းဒီမှာစာတင်ပတ်စံရှာတယ်တမီးလည်းဒီမှာ modeling လုပ်ရင်းအဆိုလုပ်ရင်းနဲ့မှပတ်စံရှာနေနိုင်တာပဲပေါ့နော်အဲ့လည်းအမတို့မတော်တော့ဘူးဆိုပြီးတော့မှအဲ့လိုမျိုးပေါ့ဟိုစိတ်ဆုံးဖြတ်လိုက်တာပေါ့နော် melody ဝါဆင်းပြီးတော့တိတ်မကြဘူးနှစ်နှစ်၃နှစ်ဆိုအဲ့ပေါ့2010 17အဲ့ဝင်ကျင်လောက်ဖြစ်မယ်17 17ဝင်ကျင်လောက်ဖြစ်မယ်သိလားဆိုတော့အမလည်းခုနှစ်တော့တေချာတော့မမှတ်မိဘူးဒါပေမဲ့အဲ့လိုမျိုးသူတို့ရိုက်ခဲ့တာတော့အမမှတ်မိရဲ့ အဲ့နောက်ပိုင်းတော့အမသူတို့နဲ့အဆက်အသွယ်ပြတ်သွားတယ်သူတို့လည်းအဲ့ရလည်းထွက်သွားတယ်လို့ထင်တယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့အမကတော့ကန်ကောင်းသွားတယ်လို့ပြောရမှာပေါ့နော်သတင်းတွေဖတ်လိုက်တဲ့အချိန်မှာတော်တော်များများအမျိုးသမီးတွေဆက်ချီပြီးတော့မှဒီလိုမျိုးဟို human trafficking နိုင်ငံတကာကနေလောက်ခံရတယ်ပြီးတော့အဲ့လိုမျိုး sex ဟို prostitute အနေနဲ့ရောင်းခံရောင်းစားခံရတာမျိုးတွေပြီးတော့အတုံးတော့ခံရတာတွေပေါ့နော်လူကြီးပိုင်းနေနဲ့အဲ့လိုမျိုးတွေထွက်လာတဲ့အခါမျိုးကျတော့အော်ငါတော်တော်ကန်ကောင်းပါလားပေါ့ဘာဖြစ်လို့ဆိုအမစိတ်ထဲမှာလည်းအမတို့ကဟိုဘယ်လိုပြောမလဲ အဲ့ဒီအချိန်မှာအမအမမိဘအမလှုပ်ကျွေးနေရပါတော့အမမိဘကိုအဲ့လိုတချင်းဆိုပြီးရှာကျွေးတယ်အမ modeling လုပ်ပြီးတော့မ model ရတဲ့အကြီးလေးလည်းရှာကျွေးတယ်အဲ့လိုမျိုးအမတချင်းဆိုပြိုင်ပွဲနဲ့စုရပြီးတော့မှအမအခွေလေးပါထွက်တယ်ပေါ့အဲ့လိုမျိုးအမကိုယ့်ရဲ့အလုပ်ပေါ်မှာတမအာစီဘွားရှာပြီးတော့မိဘကိုကျွေးခဲ့တဲ့ကံကြောင့်လားတော့မသိဘူးအမတို့စိတ်ကရှင်းတဲ့အခါကျတော့လीဟိုဒီလိုမျိုး အန်တီကလည်းလွတ်လာတယ်ပဲပြောရမှာပါဘာဖြစ်လဲဆိုအမဘာလို့လဲအမမိသားစုအမအတိပေးတဲ့တိုင်မင်နေပေါ့နော်ကိုတရားတည်းဆုံးဖြတ်တာမျိုးမရှိခဲ့တဲ့အခါကျတော့မိဘတွေကလည်းသူတို့ရဲ့မြစ်တာအမဆောက်ရှောက်တယ်လို့ပဲအမတော့မြင်နေဘာဖြစ်လဲဆိုအမမိဘကိုလှုပ်ကြွေးခဲ့တယ်မိဘစကားပဲနားထောင်ခဲ့တဲ့အခါကျတော့လေမိဘကမသွားလဲဆိုအမမသွားဘူးပေါ့နော်ပြီးတော့အဲ့လိုမျိုးပွဲဆိုလဲအမမိဘတွေတောက်လျှောက်လိုက်တာဦးဆိုတော့ဟိုအဲ့လိုမျိုးကန်ချောင်းတယ်အမလွတ်ခဲ့တာလို့တော့အမထင်ပါတယ် โอเคပါအခုလိုမျိုး online ပုံမှာပွဲစုလာခဲ့တဲ့ချမ်းချမ်းကိုဒါဘလို့များမြင်ကြကြလဲဆိုတာကို comment မှာငွေရောက်ဆိုးနွေးနိုင်ပါတယ်โอเคပါဒီနေ့ video လေးကတော့ဒီလောက်ပါပဲအားလုံးပဲနှုတ်ဆက်ပါတယ်အားလုံးပဲတာယာချမ်းမြေတော့နေ့တစ်နေ့ပိုင်ဆိုင်ကြပါစီခင်ဗျာ Thank you.